ကိရိယမြတ်တိမဏိဘုဒ္ဓနိဝထုနေတောဘရမုပါပိတောမြတ်စွာဘုရားမေပြတ်နိရောအဘူရဏကတဝဘူရဏကတဝတိမဏိကြီးကတဝညဗလာမျက်မှောက်ပေါ်၌ရရှိနိုင်တဲ့ယဟန်ပြင်းရဲ့အကျိုးတရားကိုဘုဒ္ဓမင်းမြတ်အတိတ္တမှာတော့ဖြစ်ပါလျက် mae bia do ijagọ iga edozi ya agriya agriya wadagbịa ga dị fdg oge bal yiha bi ụra nye ọbụa ma mgbeelu ejuobiana yajinbagzobi miro m iyere emegongụ dibụ ụrana agba gaji a nya ga erim ego ya afeo mafiebe na etu ya ဒီဓမ္မိမတိအမဝဘုထောလပုဇံမြကရိယလပုသောဘုထောအမ္ဗံမြကရိယဣဝမယောခောမိဗန္တိပုရဏောကတောဘောတတိတိကတမညဗလံဘုထောတမနောအဂရိယံမြကတိဗန္တိဘုထောမြေဝထုံးနေတောက်ပါရောမူပါပိသောမြတ်စွာဘုရားတိယဓမ္မိဖြစ်သည့်ဒီယတေကံဘုရားလောကဥပမာတိက အမှန်တရားတိအကြောင်းကိုဘုထုံးမိမြအတ္တိဖြစ်ပါဖြင့်လဘုဇံတောင်းပိတဲ့အကြောင်းကိုပြကြရယထာဖြစ်သောတကဲ့သောလဘုဇံဝါတောင်းပိတဲ့အကြောင်းကိုမူလီဘုထုံးမိမြအတ္တိရှိသောအမှန်တရားတိအကြောင်းကိုပြကြရယထာမိဖြစ်ရသောတကဲ့သောဤဝမိမခောဤသူတဟိဗတိဘုထုံးမိဝထုံးရင်တောက်ပါတော်မူပါပေသောမြတ်စွာဘုရားမိဖြစ်ပြီးတော့ပုရဏောကတ္တဝပုရဏကတ္တဝတိ သတိဉ္စံသမညာဖလာမြင့်မောပွားနေရရှိခံစားနိုင်တဲ့ယဟန်ပြုခြင်းရဲ့အကျိုးတရားကိုဘုသောမြင့်မြတ်အတ္တိတမတော်ဖြစ်ပါလေရဲ့အဂရိယအဂရိယဝါဒကိုမြာသာတိဖြစ်ကြတော်မူခဲ့ပါပြီမြတ်စွာဘုရားမြင့်မောပွားမှယဟန်ပြုတော်ဘာကြိုရှိနေလို့မေးတာမေးခွန်းကိုမဖြေပဲနဲ့သူကအဂရိယဝါဒကိုပဲဖြေနေတယ်ဒီလိုဖြေဆိုတဲ့အချက်ကိုကြည့်လိုက်တော့ မြန်တိအကြောင်းကိုမေးတော့တောင်းပေးတဲ့အကြောင်းကိုပြန်ပြီးအဖြေပေးတယ်။တောင်းပေးတဲ့အကြောင်းကိုမေးလိုက်တော့လေမြန်တိအကြောင်းကိုပြန်ပြီးတော့အဖြေပေးတာနဲ့တူနေပါရဲ့မေးလို့ကတစ္ဆာအဖြေပေးတာကတစ္ဆာဖြစ်နေတယ်။သတ္တမေချံပဏိအိတ္တတဟောတိဗန္တိဘုဒ္ဓေဝေဝထောရိတ္တဘောရဘုဘောပိသောမြတ်စွာဘုရားတသမေချံထောဘုရားပြီတို့ရဲ့တန်တန်နဲ့ ဣဒံဣသောပရိဝိတေကောဣတကဲသောသောအကျံအစင်းဒီဟောဒီဖြစ်ပေါ်တော်မူခဲ့ပါသည်မြတ်စွာဘုရားဒီလိုအပြင်းပြနေတာကိုနားထောင်ရတာပြီးတော့သံဃာမှဒီလိုစိတ်အကျံစီဖြစ်ခဲ့တယ်ဘယ်လိုလဲကထာယိနာမမာနိသောတမနာဝါပြမနာဝါဝိသိတေဝတန္တအပ္ပတာရိဓမ္မမင်းကြီးဟာတိကထာယိနာမအဘေကိတောအကြောင်းကြောင့်ဖြစ်နေမှာဒီတော့ငါတိုင်သောရှုအပ်တဲ့သဘောရှိတဲ့ပုဂ္ဂိုလ်သည် ဝိသင်္ကြီးတဏ္ဍင်္ဂအတွင်းတဲ့ဝတ္တန်တန္တရိသုံးဇန်နေလျက်ရှိသောတမဏဝါတမဏအမိရှိတဲ့ပုဂ္ဂိုလ်ကို၎င်းဗျမနဝါဗျမနအမိရှိတဲ့ပုဂ္ဂိုလ်ကို၎င်းအပ္ပသာရိတဗံမုံမေတတိဟု၍မိညေယအောင်မေမှတ်တဲ့နေရာပါအံ့ဒီငါခဲ့သူသောပုဂ္ဂိုလ်တယောက်ကငါရဲ့တိုင်းနိုင်ငံအတွင်းမှာရိသုံးဇန်နေတဲ့ <laughs> ရမဏအမိရှိတဲ့ပုဂ္ဂိုလ်ဗေမဏအမိရှိတဲ့ပုဂ္ဂိုလ်တခုကိုမောင်းမင်းတဲ့ခြင်းဆိုတဲ့လူငိုင်းကတော့မဖြစ်နိုင်ဘူးသူကသဘောပေါက်တယ်အဲဒါကြောင့်သောကဟံပတိပုရဏသောကတ္တဝတ္တပတိတဏိဝအဘိဓာနေနပတိကောတိဗန္ဒီဘုန်းတော်မြတ်ထိုးနေတော့ဘာတော်မူပါပြီတော်မြတ်စွာဘုရားသောကအဟံထိုးဖျားပြီတော့သည်ပုရဏသတ္တနဝတ္တပုရဏကတ္တဝါဟိဗတိတံဟောပြပြတ်တဲ့အကျင့်တရားတော်ကို နေဝအဘိညာတေနှစ်သက်မှုလည်းမရှိခဲ့ပါနဗတိကောသိကံကွယ်မှုလည်းမပြုခဲ့မိပါဟောငါကတော့မောင်းမဲ့ဒိတ်တယ်လို့တော့မပြုသိဘူးလို့ပုဂ္ဂိုလ်ကိုဆုံးမပြီးတော့ဘုရဏကတော့ကဂိုင်းစရာကြီးပြောတဲ့စကားကိုနှစ်လဲမနှစ်သက်ပါဘူးကံကွယ်မှုလည်းတပြီတော့မပြုခဲ့ပါဘူးအနဗိနန္ဒီယောအပိကောသိယောအနတ္တမန္တောအနတ္တမန္တော အနတ္တမနာဝါသံအလင်းစာရတဲ့ကြောင့်ဒီမေဝဝါသံဥက္ကနံကြောင့်အမိကုံဇံကြောဥဒ္ဓယတနာပဒမိဘူရဏဂိုင်းချာကြီးပြောတဲ့စကားကိုနှစ်သက်မှုနဲ့မရှိကံကွယ်မှုနဲ့မပြုတ်ပဲမနစ်နဲ့တဲ့စကားကိုလည်းဖြတ်ပြီးမပြောတော့ဘဲနဲ့ဒီစကားကိုလိုက်လာကျင့်တော့မှမပြုတ်ပဲတမိတော့ဉာဏ်မှထပြီးပြန်လာခဲ့ပါလေမြတ်စွာဘုရား ခုခင်မှာဒီလိုပုံပေါ်ရင်မရှိဘူးလို့တော့မဖြစ်နဲ့နော်။ဘုန်းကြီးအစဉ်တိုးတဲ့နေချင်းအချင်းခါကကိုမင်းလေးလူနဲ့တကယ်ကြီးတအုပ်ကဘုန်းကြီးကိုမတမ်းမှာတော့ဆေးရလာကုပေးတယ်။သူကတော့တဲမှာဆေးဘူးလို့ခဲ့ဘူး။နေပေါ်အစိတော့သူကတော့ခုခဲ့ဘူးပါလေ။ဆေးလာကုပင်းရင်နဲ့တတိတော့သူကဘာစီကုပေါက်တယ်တော့မသိပါဘူး။ဆုံးကလေးတအုပ်နဲ့ကြောက်ရောက်။ကြောက်ရောက်လာပြီးသူကမပြောနဲ့။ အရှင်ဘုရားတပည့်တော်ဒီကဲ့သို့ဆွံ့ဆူရခြင်းဒီဟုသောအကြောင်းကြောင့်ကောင်းကျိုးတစ်စုံတရားရနိုင်မယ်ဆိုတဲ့တပည့်တော်ဘယ်တော့မှမပြောနိုင်ဘူးဟောသူပြောမှာနော်ဒါပေမဲ့အရှင်ဘုရားတို့ကဲ့သို့ခုလိုကြောတဲ့တောင်းတဲ့မှာတရားဘာဝနာပြည့်တဲ့ကျုပ်ကိုပေါ်များအထုံတဲ့ပုဂ္ဂိုလ်တွေကိုတို့အပိထောက်ပံ့တဲ့နဲ့ဆိုတဲ့ဒီအသိဉာဏ်လေးနဲ့တပည့်တော်လာပြီးဆွံ့ဆူခြင်းသာဖြစ်တဲ့အကျိုးတစ်စုံတရားကိုတပည့်တော်ဘာမှမပြောနိုင်ကြမရှိပါဘူးဟောဘယ်နဲ့တော့ဒီဆွံ့စားဖို့ တော့ကောင်းမလားဘယ်လိုစားမှမနေဘူးနော်ဘယ်လိုစားမှမနေဘူးဆိုတော့ကအကြောင်းရှိပါတယ်ဘုရားတပည့်ခင်ကလည်းလောင်းတူလိုက်တယ်ကမျိုးစုံနေတယ်ဟုတ်တယ်မလားတော်တော်ကြီးခဲ့ဒါကြောင့်ဒီအဘိဓိရှင်ရဲ့ကတရားမင်းကြီးကနေပြီးတော့လိုရင်းစုကိုတောင်းမှဆိုတဲ့အပိုင်းမှာဒီအဘိဓိရှင်ရဲ့ဆုလုံးလေးကိုဘုရားကညီညွတ်လို့ညီညာညီညာမနေနဲ့တော့ဖြတ်ပြောကြည့်ပါလေနော် အဂိဉ္စီရေတောင်းနေသူတွေကတော့အများကြီးပဲဒီနည်းအားမှာအဂိဉ္စီရေတောင်းနေသူတစ်ခုကတော့သူကလူမိုက်အကြောင်းနဲ့ပတ်သက်တဲ့သူတစ်ခုဖြစ်ပါတယ်နော်ဉာဏ်မင်းကြီးကလူရစုကိုတောင်းပါဆိုပြီးတော့မိတ်ရှိလိုက်တဲ့အခါမှာသူတောင်းတဲ့သူတွေကတော့တော်တော်ကောင်းကောင်းပါပဲအဲ့ဒီမှာဒီလူမိုက်နဲ့ပတ်သက်တဲ့အကြောင်းဉာဏ်လေးတစ်ခုပါလာတယ်ဘာလန္နာပတ္တိနတ်သူနေနတ်သပါလိနာတံဝတိ ပါဠိတနပသနပနဂရိနသရောစီဘာလံဒုမိတ်ကုဏပတိမမြင်တွေ့ရဘလိုဤဘာလံဒုမိတ်အကြောင်းကိုနတုနေမကြရဘလိုဤလူမိတ်ကိုဘယ်တော့မှမတွေ့ကြသည်နဲ့လူမိတ်အကြောင်းကိုလည်းဘယ်တော့မှမကြားကြသည်နဲ့နော် ဗာရဏပတိနတုနိနာသဗ္ဗရိနာသံဝတိဗာရိနာလူမိုင်းနိနာသံဝတိဘယ်တော့မှမကောင်းပေါ်ရပါလို့ဤလူမိုင်းနဲ့လည်းဘယ်တော့မှမကောင်းမြတ်နေနဲ့ဗာရိနာလပတလပန္နကရိနာသရောစရိဗာရိနာလူမိုင်းနဲ့ယံအလဘကံလပတအချင်းအလဘကံလပစကားပြောပြခြင်းဤအတ္တိရှိတန်ထုခဲ့သောသောအလဘတလဘစကားပြောပြခြင်းကိုလည်းနဂရိမပြုခြင်းရပါလို့ဤ လူမိတ်နဲ့ဘယ်တော့မှသကံအန္နပတ္တနာပါသကံမပြောပြနိုင်နဲ့မလွဲမကြောင်သားနဲ့လူမိတ်နဲ့သကံပြောခဲ့ရင်မဖြစ်နဲ့တန်ထွန်လူမိတ်ပြောတဲ့သကံကိုနာရောစရေဘယ်တော့မှမနစ်ချင်ရပါလို့ဤနံပါတ်၄လူမိတ်ကိုဘယ်တော့မှမတွေ့ကြနိုင်နဲ့မမြင်ရနိုင်နဲ့နံပါတ်၅လူမိတ်အကြောင်းကိုဘယ်တော့မှမကြားပြနိုင်နဲ့သို့သောခိကလွယ်ပါ့မလား သိမလွယ်ဘူးမလွယ်ဘူးဆိုရင်ကဘာပြောလဲလူမဆရာကဘာပြောလဲဟိုဘာလဲပဏိတတုတ်မှာဘုရားရှင်ကလူမရဲ့ဂုဏ်ရှင်ကလေးတွေကိုဟောထားပါတယ်နော်ကာယကံဖြစ်နေမကောင်းတဲ့လုပ်ငန်းရကိုလုပ်တယ်ဝစီကံဖြစ်နေမကောင်းတဲ့စကားကိုပြောတယ်မနောကံဖြစ်နေမနောမကောင်းတဲ့အကြံတွေကိုကြံတယ်အဲ့ဒီလိုပုဂ္ဂိုလ်မျိုးကိုဘုရားရှင်ကလူမခေါ်တယ်ဆိုပြီးရှင်းတယ် ကာယကကမကောင်းတဲ့အလုပ်လုပ်တယ်ဆိုရက်ကသူ့တဲ့တတဲ့သူဖြစ်ရှိမတရားယူတဲ့သူသားများရင်ဖြစ်စီးတယ်။ဝဇိကနဲ့မကောင်းတဲ့အလုပ်လုပ်တယ်ဆိုရက်ကမူသားတွေပြောတယ်၊ဂုံသားတွေပြောတယ်၊ကျန်းမာရေးစကားတွေပြောတယ်၊ပိန်ဖြစ်တဲ့အနှစ်မရှိတဲ့စကားတွေပြောတယ်။မနောကံဖြင့်မကောင်းတဲ့အကြံတွေကိုကျန်းတဲ့ဆိုရက်ကသူများပြည်စည်းကိုမတရားသောနည်းလမ်းဖြင့်ရရှိဖို့ရအတွက်အမြဲတမ်းကြံစည်စေခုနေတယ် ခုပြဝန်ထမ်းတတော်ခမည်းမြတ်ဆိုတော့ဒီအဖြစ်မှာတတော်ခမည်းမြတ်ညှိနေပါရဲ့နော်ဘယ်ဝန်ထမ်းလို့ဘုန်းကြီးမဆိုလို့ဘူးနော်ဝန်ထမ်းတတော်ခမည်းမြတ်ပဲမသူများသူဘာဓမ္မဘယ်ဘုံဘယ်ဘက်ဘယ်နည်းအပ်ပြီးရရှိပါမလဲမတရားသောနည်းနဲ့ဖြင့်ရရှိပါမလဲဆိုတော့အမြဲတမ်းကြံစည်နေတယ်နောက်တစ်ခုသူတို့ဘာတွေကိုတကယ်တတ်ကြတော့မဟုတ်ဘူးတတ်ဖို့ရအတွက်ကျိုးကအထုတ်ပြီးကြံစည်နေတယ်ဒါမကောင်းတာကိုကြံတာပဲ စဉ်းစားကြည့်နော်သူတို့ကမြည်စီမတရားယူလိုက်လို့အပြစ်ဖြစ်တယ်ဆိုတာကမှန်တယ်အခုကသူတို့ကမြည်စီမတရားယူဖို့ကြံရုံကြံတာပဲအဲ့ဒီကြံတာကအပယ်ရောက်နိုင်တယ်ဘယ်နည်းလို့ကြောက်ဖို့မကောင်းဘူးလားဘုရားဘုရားနဲ့သူများကတကယ်တတ်လို့အမှုတော်ဖြစ်တဲ့တရားတော်ကတော့ကိုယ်ကတတ်ဖို့ကိုကြံစည်နေတာတကယ်တော့ဒီကောင်းတော့ငါမကျင်ရဘူးငါချမ်းဟောဒီလိုကြံစည်မှုဒီပဲအပင်ငယ်ကိုကြောက်တယ်မှာကအပင်ငယ်တိကျဖို့ကောင်းတယ်နောက်တစ်ခုကတော့မာယာနဲ့ခိုင်ရင်ပြအတွေ့အကြုံဖြင့် ကံကံရဲ့အကျိုးကိုလက်ခံယုံကြည်မှုလုံးဝမရှိဘူး။အဲ့ဒီအင်္ဂါဆင်ကျက်လူရဲ့ဇဘကိုလက်သက်သက်နဲ့လွန်ကျူးနေတဲ့ပုဂ္ဂိုလ်တွေကိုဖျားချင်းကလူမိုက်လို့ခေါ်တယ်။အဲ့ဒီလူမိုက်ကိုအဂိတိရှင်တဲ့ကဘာပြောလဲ။ဒီလူမိုက်မျိုးကိုဘယ်တော့မှမတွေ့ကြနိုင်နဲ့။လူလူမိုက်အကြောင်းကိုလည်းဘယ်တော့မှမကြားမြင်စေနဲ့။မလွဲမကြောက်တာလို့လူမိုက်နဲ့တွေ့ဆုံခဲ့ရမယ်ဆိုရင်ဘာဖြစ်လဲ။ လူမင်းနဲ့ဘယ်တော့မှစကားမပြောပြပြင်းနဲ့မလွဲမကြောင်သာလို့လူမင်းနဲ့စကားပြောနေရမယ်ဆိုရင်လည်းမဖြစ်လေလူမင်းရဲ့ပြောတဲ့စကားကိုဘယ်တော့မှမနှိမ့်ချက်ရစေနဲ့ဆိုပြီးသူကယေရှုရဲ့တောင်းတယ်အဲတခုကြံသွားတယ်နံပါတ်1 ကိုမကြကြပြခြင်းနဲ့နံပါတ်3လူမညဘယ်တော့မှဘောဘောရှင်တို့မိဘရှိကမှမပြုပြခြင်းနဲ့နံပါတ်4မတော်တဆလူမညဘောဘောခဲ့ရခြင်းနဲ့လူမညဘယ်တော့မှစကားမပြောပြခြင်းနဲ့နံပါတ်5လူမညမတော်လို့စကားပြောခဲ့ရခြင်းနဲ့လူမညပြောတဲ့စကားကိုဘယ်တော့မှမနစ်ချင်ပြခြင်းနဲ့ဆိုပြီးပြစ်စုတော့ဘယ်နဲ့တော့ဉာဏ်ကြီးတွေဒီမှာကြီးအဲ့စုမကောင်းဘူးလား ကောင်းတယ်ဆိုရင်ဘုရားမြေဘုတ်တစ်ခုထမ်းပြီးပြီ။ဘုကရင်ကလူမဲ့ပြင်းနေဘယ်နဲ့လုံးလဲ။ဘောဟာဘောဟာ။ဟမ်။အဲ့ဒါဘုန်းကြီးကျေးဇူးတော်ရင်ဇေယျတော်ဘက်ကတော့အမေ့ရှိတယ်။ကိုကရင်ကလူမဲ့ပြင်းနေလည်းမကောင်းပါနဲ့။ကိုကိုကလည်းမကောင်းနဲ့တဲ့။ဘာပြောလဲ။လူမဲ့ဖြစ်ကြောင်းတရားတွေကလောဘဒေါသမောဟမမနာအိတ္တမေစီယဆက်တဲ့အကုသိုလ်တရားတွေဖြစ်ပါတယ်။ထိုအကုသိုလ်တရားတွေကို မကောင်းပေါ်ပါနဲ့မဲချမ်းပါလို့ပြောဆိုနေရင်ဖြစ်ပါတယ်။ဘယ်ကုန်ဘယ်မှဘယ်ညာဖြင့်မဲချမ်းရမလဲ။ဒါကဒီသုံးဓမ္မအောက်ကတော်တရားတက်ပြည့်တဲ့အတွက်မဲလို့တက်ပြရမယ်ဆိုတော့ဘုရားကျမ်းကအကွက်ကြကြခေါ်ထားမှာဖြစ်ပါလေ။အဲ့ဒီပိုင်ထမ်းမှာနားကြတော့နော်။ကဲဒီစုကိုတောင်းလိုက်တဲ့အခါကျတော့ဒါကြမင်းကြီးကလည်းသူကလူညံ့တော့မဟုတ်ပါဘူး။အခိဒီရှင်သက်ကိုသူကမင်းကုန်းတစ်ခုခံပြီးတယ်။တဲ့အခိဒီရှင်သက်ကလူမိုက်ကိုမတွေ့ခြင်းဘူး ဘာကြောင့်လဲလူမိတ်ကတင့်ကိုဗာဒီမြတ်ပြုလုပ်ခဲ့ဘူးလို့လေဆိုပြီးဒီမျိုးကိုမင်းအဲ့ဒီခါကျတော့မှအာမိရှင်ရှင်လေးကပြန်ပြီးတော့ဖြင်းတယ်နော်ဘယ်လိုဖြင်းလဲအာနေယနေယနှိဂျုံကြီးတော့အတုရာယံနိယုံသတိဒုညောတေယတဟောတိတမ္မဟောတောပကုကတိဝိညာဉ်သောနာဇနာတိသာဓုတ္တအာဓတနံ မေတို့ပညာမရှိတဲ့လူမိုက်သည်အနယနိမလမမဟုတ်သည်ကိုနယတိနိမလမံလုံ၍ပြတ်တတ်၏နိမလမမဟုတ်တာတည်းကိုနိမလမလုံပြီးပြတ်တယ်ဒီစကားကတော်တော်လေးကိုကြည်ပြတ်တဲ့စကားနော်မိတို့မိတို့မှဖြတ်ရှင်းအလူရယံပတိတွန်းတဲ့ပတိတွန်းတတ်တဲ့လူမိုက်ရောက်ကိုနိယုံသတိလုတ်တာလုတ်ပါဟုတိုက်တွန်းတတ်၏မတိတွန်းတဲ့လူငန်းရက်တွေကိုလည်းလုံဆန်းပါ ဒီတနေ့ဝင်းတနေ့ဘာမှစဉ်းစားမနေနဲ့လောက်တာလို့ဟောရတဲ့တဲ့နဲ့သူကတိုက်ကျွတ်တယ်ဒုံနေရောတရားတော်ဟောဒီဒုံနေရောဒီမလမ္မကိုတရားတော်အထွတ်မြတ်ထားတတ်ပြီးဟောဒီပြီမှရနေတဲ့လမ်းကိုပဲသူကအထွတ်မြတ်ထားတယ်နမဟုတ္တပကုပတိနမကုမမင်္ဂံသောဟုတ္တမျိုးစုံဆုံးမကတိရှိသောပကုပတိငါကိုပြောရကုန်လားဟုအမြဲဖက်တတ်၏လူမိုက်ကိုတော့သွားမဆုံးမနဲ့နော် ုံးမှန်မဖြစ်နဲ့သူကသူကြောတယ်ကြီးတာဟုတ်တယ်မလားငါ့ကိုပြောရကောင်းလားဆိုပြီးတော့ပြန်ချမှာပဲဘယ်နေတော့ရှင်ပြတော့မကြောက်ဘူးလားကြောက်လို့ရှင်တော့သွားမပြောနဲ့တော့သူကဆုံးမှန်တာတတိတော်ထားပြီးဆုံးမှန်ကဲနောက်တစ်ခုဝိညာဉ်သောနာသတ္တိသောသလုံးမိုက်တိဝိညာဉ်လူဝိညာဉ်လူပြေဝယဟန်ဝိညာဉ်ယဟန်ပြေဝကနာတနာတိမတိဝါတိသောလဲမလိုက်တာ ယတမထိုကြောင့်တန်တန်ထိုလူမိုက်ကိုအတ္တသဏ္ဍာန်မမြင်တွေ့ရခြင်းဒီသာတို့ကောင်းလာပါပေ၏ဒီလိုလူမျိုးကိုမတွေ့ရတဲ့သိကောင်းတယ်ပြီးတော့အကြောင်းပြတဲ့တော့ဘယ်နှခုဖြစ်သွားလဲဓာတ်လို့နော်နဘတ်ဒီနိမလမမဟုတ်တာကိုနိမလမလုပ်ပြီးပြတ်တတ်တယ်ဒါကလူမဲ့ရဲ့သဘောလူမဲ့ဆိုတာကဘုရင်ကပြောသလိုပဲနော်သူ့မှာသမ္မာတည်းပြီးခေါ်တဲ့မှန်ကန်တဲ့ခံယူချက်ကသူ့မှာလုံးဝမရှိဘူးဒါကနဘတ်ဒီအရေးကြီးဆုံးအချက်ပဲ ်ကံကံရဲ့ပြောကိုသူကလက်မခံဘူးကံကံရဲ့ပြောကလက်ခံယုံကြည်မှုမရှိတဲ့အတွက်သူကလူမဖြစ်နေတယ်မကောင်းတဲ့ဒုစရအမျိုးမျိုးတွေကသမ္မာဓိဋ္ဌိကိုအခြေခံပါတယ်သူကမိစ္ဆာဓိဋ္ဌိကိုအခြေခံတတ်တဲ့အတွက်မကောင်းတဲ့လူတွေကသူကလုံတော်နဲ့ဘာမှအပြစ်မရှိဘူးလို့ကိုပုရဏတ္တဝတ်ဂိုင်းစီယာကြီးယူဆတယ်လို့ယူဆနေတာဖြစ်တယ်။မိစ္ဆာဒိဋ္ဌိကိုရှင်းသွင်းပြထား အဲ့တော့သမာဓိဉာဏ်သာရှိတယ်မယ်ဆိုရင်တော့လူမိုက်ဖြစ်ကြောင်းတရားတွေကတဖြည်းဖြည်းပဲရှမ်းလို့ရတော့မှာဖြစ်ပါတယ်။ဘုသူကနိမလန်နိမလန်မှမဟုတ်တာကိုနိမလန်မှလုပ်ပြီးဖြတ်တတ်တယ်။နောက်တစ်ခုမတိုင်ကျွန်းတဲ့မတိုင်ကျွန်းတတ်တဲ့လုံငန်းရက်တွေကိုလုတ်တာလုတ်ပါဆိုပြီးဒီလိုသူကတိုင်ကျွန်းတတ်တယ်။နံပါတ်၃ကျတော့နိမလန်မှကိုမှသိပြီးမှန်ကန်တဲ့တရားပဲဆိုပြီး ထွတ်မြတ်ထတတ်တယ်။နောက်နဗ္ဗဏိတရသူ့ကိုကောင်းမွန်မှန်ကန်စွာတွပီးပြောဆိုဆုံးမခဲ့ရင်ဒီလူမိုက်ကမဖြစ်နဲ့။ငါကိုပြောရကောင်းလားဆိုပြီးတော့သိအမျက်ထွက်ပြီးဒေါသနဲ့ကြီးတယ်။နဗ္ဗဏိတရကလည်းဒီလူမိုက်ဟာလူဝိညာဉ်လူကျင့်ဖို့ယဟန်ဝိညာဉ်ယဟန်ကျင့်ဖို့ဒီလည်းမသိဘူးလည်းလည်းသိရင်လည်းမလိုက်တာဘူး။ဒါကြောင့်ဒီလိုလူမိုက်ကိုမမြင်တွေ့ရခြင်းဒီကောင်းပါလေဆို အဘိဓိရှင်ရသိကဒကြမကြီးကိုပြန်ပြီးတော့အဖြေပေးပါတယ်နော်အဲ့တော့ဒီနေရာမှာအနယံတရားကြီးလုံနေတော့နိမန်ငမ်းမှမဟုတ်တာတွေကိုနိမန်နာမှလုပ်ပြီးပြတတ်တယ်လူမိုက်နော်အဲ့ဒီမှာဘုန်းကြီးစဉ်စဉ်ပိုင်းရင်းပတ်သက်ပြီးတော့ဘုန်းကြီးနည်းနည်းတော့ထပ်ပြောပြပါတယ်နော်သဗ္ဗံဘိက္ခဝေအနဗိသနာအပိသနာအဝိရဇယအပ္ပဇာဟံအပ္ပဘောဒုက္ခခယယ ဘိက္ခဝေဖြစ်တယံတို့သဗ္ဗအလုံးစုံသောခန္ဓာ၅ပါးယုတ်တရားနှံပြကိုအနမိဇန္နာနမိဇန္နံတို့ညာတပညာပညာဖြင့်ထွတ်ထွင်း၍မတိကတိရှိသောအပရိဇန္နာအပရိဇန္နံတို့ဒီနပညာပညာဖြင့်ပိုင်းပိုင်းခြားပြိုင်းခြား၍မတိကတိရှိသော အောင်ရည်ရာဇညာအောင်ရည်ရာဇညာတို့ထိုခန္ဓာငါးပါးယုံနံတရားတို့ဘော၌ကြွကြမယ်မောနိတေတနာဥဆုံးတဲ့ဣရိတာတရားကိုမဟာနာပရိညာပညာဖြင့်မပယ်စွန့်နိုင်ကြသည်ရှိသောအဘယ်ဇဟံအဘယ်ဇဟံတို့ထိုခန္ဓာငါးပါးယုံနံတရားတို့ဘော၌ကြွကြမယ်မောနိတေတနာဥဆုံးတဲ့ဣရိတာတရားကို အရိယမညာတိဟူသောဗဟာနပရိညာပညာဖြင့်အပိတိုင်မပယ်စွန့်နိုင်ကြသည်ရှိသောဒုက္ခခရယဒုက္ခသံဃာဝစီရဲ့ဒုက္ခဤကုန်ခံခြင်းငါအဘဘောမထိုက်ကြမည်ဒုက္ခခရယသံဃာဝစီရဲ့ဒုက္ခဤကုန်ရာဖြစ်တဲ့နိဗ္ဗာန်ကိုမျက်မှောက်ပြင်းခြင်းကအဘဘောမထိုက်ကြမည်ဒါကမလာယနာဝတ်ကနာယောက်ပါဠိတော်မှာ မထေမအပ္ပိဇန္နနာသုတ်တံဒုတိယအပ္ပိဇန္နနာသုတ်တံဆိုတဲ့သုတ်တံနှစ်ခုမှာဘုရားရှင်ဟောကြားထားတော်မူခဲ့တယ်။ဒေသနာတော်ဖြစ်ပါတယ်။အဲဒီတော့ဒီဒေသနာတော်ကိုအဘိဇာတဆိုတာကညာတပညာအပ္ပိဇန္နပရိဇန္နဆိုတာကဣရဏပညာမဇာဟ ဝိရာဇယပဇဟသရကမဟာရပရိညာဖြစ်တဲ့အကြောင်းအထက်ကရကလည်းပရိညာပညာသုံးမျိုးကိုဖွင့်ဆိုထားပါတယ်။ဘာပြောရလဲနည်းနည်းလေးထပ်ပြီးဘုရားရှင်ပြောနော်။ယုံရနေတရားတွေကိုပရမတ္ထသစ္စာသို့စိုက်သည့်တတိဘုတ်တန်းမှန်စွာထွတ်ထွင်းသိမြင်နေတဲ့ဉာဏ်ကိုနာမရူပပရိစ္ဆေဒဉာဏ်လို့ခေါ်ပါတယ်။ ုယုံတရားနဲ့မြတ်ရဲ့အကြောင်းတရားတွေကိုအုံတိုင်းမှန်စွာထုတ်ပြန်သိမြင်နေတဲ့ဉာဏ်ကိုပြည့်စည်ရမိကဉာဏ်လို့ခေါ်ပါတယ်။တဏိတဘောအဖြစ်ချက်ပြီးရှင်းမယ်ဆိုရင်ယုံတရားနဲ့မြတ်ရဲ့ကခန္ဓာ၅ပါးဆိုတဲ့အတူတူပဲယုံတရားကိုတကုံနတ်တရားတွေကိုဝေဒနာတဏှာသင်္ခါရဝိညာဉ်ဆိုပြီးလေးပုံပုံပြီးခေါ်ထားတယ်။အဲ့ဒီခန္ဓာ၅ပါးဒီသစ္စာကျင်နာရဏိယဗန္တိစ္စာနဲ့ ဒုက္ခသစ္စာကအလုံးသိထားကြတယ်နော်ဒုက္ခသစ္စာကိုသိနေတဲ့ဉာဏ်သည်နာမရူပပြိစိတ်တဲ့ဉာဏ်ဖြစ်တယ်အကြောင်းတရားတွေကိုထွတ်ထွေးသိရစရာကအကြောင်းတရားတွေကသစ္စာဒိဋ္ဌာရဏိယပါသစ္စာနဲ့သမုဒိယသစ္စာတရားတွေဖြစ်တယ် မုရိယသစ္စာတရားခြင်းချင်းဖြစ်ခြင်းကြောင့်ဒုက္ခသစ္စာတရားခြင်းချင်းဖြစ်ရတဲ့ဆိုရင်သမုရိယသစ္စာကအရင်ဖြစ်မလားဒုက္ခသစ္စာကအရင်ဖြစ်မလားသမုရိယသစ္စာကအရင်ဖြစ်သမုရိယသစ္စာအရင်ဖြစ်မယ်ဆိုရင်ဒီဘဝကဘုန်းကြီးတို့မြပြခံပြီးခြေရခံပြီးလက်လိုက်တဲ့အခါမှာဘုန်းကြီးတို့အမိဝမ်းတွင်ကရရေကြီးတိဇောက်ခိုက်မှာယုတ်ရနံရသစ္စာပြီးဖြစ်ကြတယ်ယုတ်ရဘက်ကဆိုရင် ကာယတတ္တကကလဘောဝတတ္တကကလအရိယတတ္တကကလသုံးပြီးယုတ်ကလအမျိုးအစံ၃မျိုးယုတ်မျိုးစံ၃၀ဆက်ပြီးဖြစ်တယ်။နန္တရားဘက်ကတော့ပြည့်ပြိတ္တန်ကြီးနေတဲ့သောမရကဝေဒနာနဲ့ရှင်တွဲပြည့်ပြိတ္တန်ကြီးနေတဲ့လူသားဖြစ်ကြမယ်ဆိုရင်တော့စိတ်စိတ်ဘယ်လောက်ရှိမလဲ30နဲ့၄လောက်အထိရှိတတ်ပါတယ်။ဒီနေ့ဒီထာတ္တမှာကတော့ဒီ30၄လုံးသောနန္တရားကြီးဒီ30သောယုတ်တရားတွေကိုလက်တွေ့ရှုလို့အောင်မြင်ဖို့ရည်ရည်နေတဲ့ သူတို့ကောင်းနေညာညာရှိတဲ့အဲ့ဘက်ဘုန်းကြီးနဲ့ဝမ်းမြောက်ပါနေနော်ဒါဘုန်းကြီးတို့တာလာတော်ဘက်ကခိုင်လုံတဲ့အထောက်အထားဖြစ်ပါတယ်အဲ့တော့ဒီယုံနန္တရ34လုံးနဲ့မှာပါဝင်နေတဲ့ဝိညာဉ်ကဝိညာဉ်ခန္ဓာတင်ညာကတင်ညာခန္ဓာကျန်စိတ်သိ33လုံးကနိခာရခန္ဓာအတ္တိဝိညာဉ်ကဝိညာဉ်နဲ့ခန္ဓာပေါင်းလိုက်တော့နံခန္ဓာက၄ပါးယုတ်ခန္ဓာကတစ်ပါးလို့ဆိုပြီးပြိတ္တန်တွေတို့ရေကြီးကြီးစခိုက်မှာခန္ဓာဘယ်ပါးဖြစ်တယ်ခန္ဓာ၅ပါး ဒုက္ခငါးပါးဒီတစ္ဆာဒေသနာတော်ကြီးယဘာတစ္ဆာလဲလို့မေးတော့ဒုက္ခတစ္ဆာဘုဒုက္ခတစ္ဆာဒီဘုသူကြောင့်ဖြစ်တယ်သမုဒိယတစ္ဆာကြောင့်ဖြစ်တယ်ဒီဘဝမှာကောင်းဆုံးဖြစ်တာကဒုက္ခတစ္ဆာကလည်းစဖြစ်တော့ဒီဒုက္ခတစ္ဆာကလည်းသမုဒိယတစ္ဆာကြောင့်ဖြစ်တယ်ဆိုတော့ကိုလက်ကနေခဲ့ရင်ဒုက္ခတစ္ဆာနဲ့သမုဒိယတစ္ဆာကအိုးရှိတဲ့အဲ့ကသမုဒိယတစ္ဆာကအရင်ဖြစ်ပါတယ်ဒုက္ခတစ္ဆာကနောက်မှဖြစ်ပါတယ်ဆိုတော့ကိုလည်းလက်ကနေခဲ့တယ်ဆိုရင် ဒီသမုယသစ္စာဒီဒီဘက်ဘောမှာရှိမလားဟိုဘက်ဘောမှာရှိမလားဟိုဘက်ဘောမှာရှိနေမယ်ဓာတ်ကရှင်းရှင်းလေးနားလည်နိုင်တဲ့ theory ပဲเนาะလွယ်လွယ်လေးနဲ့နားလည်နိုင်တဲ့ဘောတရားကြီးရပါအတိတ်ဘောမှာရှိခဲ့တဲ့ဝိဇ္ဇာတနာဥပါဒံသက္ကာရကံဆိုတဲ့သမုယသစ္စာတရားတွေဆိုဒီဘောမှာခန္ဓာ၅ပါးဒုက္ခသစ္စာတရားတွေကလာပြီးဖြစ်ရတာ အကင်းအတိတ်ကပြုစုပြည့်ထောင်နေတဲ့ဝိသနာဥပါဒံတခါတဲ့ကံဆိုတဲ့အကြောင်းတရားကြီးကြောင့်ဒီဘဝမှာဒုက္ခသစ္စာဖြစ်တာကိုလက်မခံနိုင်ဘူးဆိုရင်ဘာဖြစ်သွားမလဲခုဒုရဏကတ္တဝကြီးတို့လက်ခံတဲ့ဝါဒမျိုးတို့ကုဆက်သွားနိုင်ပါတယ်နောက်ထပ်လာမဲ့မဂ္ဂိဘောတလဝါဒပုံစံတို့ပဲသူကအာဂရိယဒိဋ္ဌိနဲ့အဟိတုကဒိဋ္ဌိနတ္တိကဒိဋ္ဌိဆိုတဲ့မိစ္ဆာဒိဋ္ဌိသမားကြီးဖြစ်ကြပါတယ် ကံကံရဲ့အကျိုးကိုလုံးဝလက်ခံဖို့မရှိဘူး။ဒီတော့အတိတ်ကပြုစုပြုထောင်ခဲ့တဲ့သမုဒိယသစ္စာတရားကြောင့်ဒုက္ခဒီဘဝမှာဒုက္ခသစ္စာလာပြီးဖြစ်တယ်။ဒီဒုက္ခသစ္စာသမုဒိယသစ္စာတရားနှစ်ပါးကိုဝဋ္ဌသစ္စာလို့ခေါ်ပါတယ်။သန္တရာ32ဘုံခေါ်ဆိုတဲ့သန္တရာဝတ္ထမှာကျင်းလင်းနေတဲ့ဝဋ္ဌသစ္စာတရားကြီးဖြစ်တယ်။ထိုဝဋ္ဌသစ္စာတရားက တိတုဘိက္ခုနောဝတ္တိကမ္မထာနာမိညီဝေသောဟောတိဆိုပြီးတော့သစ္စာဝိပင်းဗမောဟဝိညောတိအထက္ကမအတိအကျဖွင့်ဆောင်ထားပါတယ်နော်ဒီဒုက္ခသစ္စာတရားသမုဒိယသစ္စာတရားနှစ်ပါးကဝိပဿနာဘာဝနာဉာဏ်ဖြင့်အနိစ္စဒုက္ခအနတ္တလက္ခဏာရဲ့သုံးတန်ပြည့်ပြည့်ရှုပွားသုံးတန်ရမယ်ဝိပဿနာဉာဏ်ရဲ့အရှုပ်ကအာယုန်ရည်ဖြစ်တယ်ဆိုပြီးဒီလိုအတိအကျရှင်းထားတယ် လုံးမုဒ္ဒရာဏိနာသစ္စာဖြစ်တဲ့နိဗ္ဗာန်တရားတော်များဖြင့်ထိုနိဗ္ဗာန်တရားတော်များကိုလမ်းမြောပြီးတော့ထိုတွင်တည်မြဲတော်မူတဲ့အရိယာမေညာနဲ့ကျင်ကျွဲ့နေတဲ့မဂ်ကင်ပြန်ကိုရှိပါကလုံးမုဒ္ဒရာသစ္စာများဖြစ်ကြပါလေထိုလုံးမုဒ္ဒရာသစ္စာနှစ်ပါးသို့ဆက်ရောက်ရင်အတွေ့ယောဂီပုဂ္ဂိုလ်ကဘာလို့မှမနဲ့ဝိညာဉ်သစ္စာခေါ်တဲ့ဒုက္ခသစ္စာဒုညသစ္စာတရားနှစ်ပါးကို အနိစ္စဒုက္ခအတ္တလက္ခဏာရဲ့သုံးတန်တင်ပြီးတော့ဒွိညဝိပဿနာရှုအောင်မှာဖြစ်တယ်။အဲဒီလိုဝိပဿနာရှုနိုင်ရင်အတွက်ညီရောင်ကိုပြီးတော့ပြန်စင်ကသဗ္ဗိဇ္ဇာကောဘိက္ခုအဘိဇ္ဇာနာပရိဇ္ဇာနာဝိရာဇယပဇာဟောပဇဟံပဘောဒုက္ခခယယဘိက္ခုစိတ္တယံတို့သံဃံအလုံးစုံသောယုံပြဉ္စဉ္ဇခန္ဓာ၅ပါးယုံနာတရားကိုအဘိဇ္ဇာနံတို့အဘိဇ္ဇာနာအဘိဇ္ဇာနံတို့ ညာတပညာပညာဖြင့်ထိုးထွင်း၍သိမြင်ကြသည်ရှိသောပရိဇဏံပရိဇဏံတောတိရဏပညာပညာဖြင့်ပိုင်ပိုင်ခြားခြားထိုးထွင်း၍သိမြင်ကြသည်ရှိသောဝိရဇယံဝိရဇယံတောဒုက္ခနာဘာယုဏတရားတို့အပေါ်၌ဝိတ္တမေမောနိတေတနာဥဆုံးတဲ့ပြိလေသာတရားကိုပိဉ္စဘာနာပရိညာပညာဖြင့်ပဲသွန်နိုင်ခြင်းရှိသော မဇ္ဈာမဇ္ဈာဟံတောဒုက္ခဏံငါဘယုနတရားတို့အပေါ်၌တွေ့ကြမေမောနေတဲ့ယနာဥဆောင်တဲ့ဒီရတတရားကိုဘာဟနာပညာပညာဖြင့်ပယ်စွန့်နိုင်ခဲ့ခြင်းရှိတော်